လက်ရှိတိုက်ပွဲတွေပြင်းထန်နေပြီးတရုတ်စီမံကိန်းတွေအများအပြားရှိနေတဲ့ရခိုင်ပြည်နယ်တွင်းကကြောက်ဖြူမြို့မကြစေအတွက်စစ်ကောင်စီမှတိုက်လေရင်6ဆင်းနဲ့တုံးစင်းရီ100ခန့်အုံပြုတာခုခံတိုက်ခိုက်နေရတယ်လို့သိရပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာစတင်ပြီးကြောက်ဖြူမြို့မရေကျွန်းအနီးတရုတ်ရေနံပိုက်လိုင်းစီမံကိန်းစိတ်ခင်တရာအနီးမှာစက္ကစတပ်ဖွဲ့တွေနဲ့အာရက်ခတပ်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်မှာတိုက်ပွဲပြင်းထန်နေပြီးလေကြောင်းစစ်ကူအများအပြားလဲပေးပို့နေရတယ်လို့သိရပါတယ်။ကြောက်ဖြူကတော့အခြေအနေတော်တော်ဆိုးနေပြီးဒီရက်ပိုင်းတွင်းမှာ Fighter 60စစ်နဲ့ဒုံးစင်းရီတရာခန့်စစ်ကူလိုက်ပေးနေရတယ်လို့တပ်တွင်းသတင်းရင်းမြစ်တူဦးမှာ BBN ကိုပြောပြပါတယ်။ဒါ့အပြင်မြေပြင်စစ်ကြောင်းတွေမှာလည်းကြောက်ဖြူကိုစစ်ကူအများအပြားပို့ဆောင်ထားရပြီးအမှတ်၁၁ချင်းမြန်ဌာနချုပ်မှနေပြူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်ကိုယ်တိုင်တိုက်ပွဲအတွင်းသေဆုံးကတိုင်းစစ်ဦးစီးမှုဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်နဲ့အဖွဲ့လဲ အာရခတ်တပ်တော်ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့သိရပါတယ်။ကြောက်ဖြူမှာနီးပြူဝါမှုစနိုက်ပါမှန်ပြီးဒေတာနဲ့တိုင်းဂျီဝမ်တူရှင်ဖမ်းခံရတာကိုကြင့်အဘက်ကတပ်တွေမှာဖွဲ့စည်းပုံပြက်နေတယ်ဆိုတာထင်ရှားတယ်။တန်ကြီးဝမ်ဆိုတာမျိုးကပုံမှန်ဆိုရင်စစ်မှမတိုက်ရတာအုတ်ချိုရေပဲလောက်ရတာဟုစီဒီယန်အရာရှိတူက VPN ကိုပြောပါတယ်။အရက်ခတ်တက်တော် AA အနေနဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာစတင်တာ ၊ခိုင်ပြည်နယ်အတွင်းရှိမြို့နယ်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးယခုချိန်မှာတော့မြို့နယ်၁၈ခုနဲ့ဆက်လက်အလုံးတိုင်းမြို့နယ်ပကံမြို့။ကျွန်တော်ရေတိုက်ဆိုင်မှာတက်ကြလာပါတယ်။ကျွန်တော်ရှင်နေဟာဆိုရင်မြို့နယ်မြို့တော်တွေမှာတက်ကြတယ်။ဒါကြောင့်တော့တနေ့ကောင်းတွေကိုတင်ဆက်ပေးနေရမယ်။မင်းရှင်နေလို့မင်းစပယ်လို့ပြေပြေ။ဘာကြောင့်လဲ။ပြန်လာမယ်ဒီခါနဲ့။မင်းရဲ့တောင်းဆိုချင်ပါတယ်ခင်ဗျာ။